ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်မေပလဲပါဟုတ်ပြီ55နှစ်ပါဆရာကြီးဟုတ်ပြီသူကအင်္ဂလိပ်စေးတဲ့မွန်စေးကရင်စေးကိုစလဲတဲ့စေးကိုစလဲပေါ့အင်္ဂလိပ်စေးစေးမွန်စေးကရင်စေးဟောမတိုင်းရစေးကိုစလဲပေါ့ဟုတ်ကဲ့မော်လမြန်ရပါဆရာကြီးဟုတ်ပြီဆရာကြီးရှင်တဲ့သမီးရမေကတဲ့အသက်50မှာသွေးဆုံးပါတယ်တဲ့ပုံမှန်ပါပဲတာဟုတ် ။သမီးကားတဲ့ကလေးနှစ်ယောက်မွေးပြီးသွားကြောဖြတ်ထားပါတယ်တဲ့။ဟုတ်ပြီ။အမေနဲ့စောနိုင်သလားမသိပေမဲ့တဲ့အခုထီးတဲ့ရာသီရွသွေးကားတဲ့မရက်သေးပါဘူးတဲ့။သူ့တက်ကဘယ်လောက်လဲ။သူ့တက်က55ဆရာကြီး။55မရက်ပါဘူးမရနိုင်သေးပါဘူး။ဟုတ်ဟုတ်။ပေါ်နေလာတာကောင်းတာပါပဲဟုတ်ကဲ့ဆရာကြီးတခုရှိတာနေတိုင်းကြီးစင်းနေတာဆိုတော့တပြို့ပေါ့နော်ဟုတ်ကဲ့ဆရာကြီးလူမုံမွေးနဲ့ပုံမှန်လားစင်မှန်မှန်ပေါ်တဲ့မရက်နီးမျိုးကတော့ပေါ်ပါစေရဲ့ ဒါပေမဲ့တဲ့ရေတက်ရင်တဲ့ရေဤသလိုတဲ့လာတော့မယ့်ဟာမလာပဲဤပြီးမှလာပါတယ်တဲ့ရေရေတက်ရင်ပေါ့နော်ရေဤသလိုတဲ့သူသုံးထားတဲ့အုံလုံးလေးရေဤသလိုလာတော့မယ့်ဟာမလာပဲဤပြီးမှလာပါတယ်တဲ့ဟုတ်ဟုတ်ရေတက်ရေကြတော့ပြောတာဟုတ်ဟုတ်နော်ပြီးတော့တဲ့လေချောင်းတွေ၆ကက်ပြီးတဲ့နှစ်ပတ်လောက်နေတော့တက်တာပြီးတဲ့နားကတစစ်စစ်ဖြစ်ပါတယ်တဲ့ဟုတ်ကဲ့အဲ့ဒါအဲ့ဒါမှတစ်ဖက်ပြောဦးမယ်ဟုတ်ကဲ့ခုနကတော့ ရေတဲရေမလာတဲ့ဤနေတယ်ဆိုတဲ့အချိန်မျိုးမှာဟုတ်ကဲ့ဆရာကြီးအဲ့ဒီအချိန်မျိုးမှာအချင်းနဲ့အခါစားပေးလိုက်ပါလို့ဟုတ်ကဲ့ဆရာကြီးနော်အစိမ့်နဲ့အဆက်တွေကိုရှောင်လိုက်ပါလို့အခုအသေးချာဟုတ်ကဲ့ဆရာကြီးအစိမ့်နဲ့အဆက်ကိုရှောင်ပါအချင်းနဲ့အခါစားပါဟုတ်ကဲ့ဆရာစားမဲ့အချင်းခါလေးပဲရှောက်သီးတံမြာသည့်အချင်းนี่မစားပါဘူးဟုတ်ကဲ့ပါဆရာဒိန်ချင်းလိုအချင်းတညိတ်လေးနဲ့မကြီးသီးမဲ့လိုအချင်း ွဲကောသည်ပုံပါနော်တိစုံချေဟင်းလို့အချင်းအကျွဲကောသည်ရပါတယ်ဟုတ်ကဲ့ဆရာကျွဲကောသည်လို့အချင်းချိုချင်ပေါ့အဲ့လိုအချင်းရဲ့ဟုတ်ကဲ့ဆရာနောက်မင်းစလီခွေးတော့ကဲသို့ပောက်ပန်းပြူဟင်းနူနယ်ကဲသို့အဲ့လိုအခါမျိုးတွေစားပြီလေအဲ့ဒါစီးကဲသို့ အားကိုးရပါတယ်ပျောက်သွားမှာပါလို့အကြံပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာရင်သူကရေးထားတာဟော်မုန်းထုတ်တဲ့သွားရိုက်ကြောက်လားလို့တွေးမိပါတယ်တဲ့အခုတဲ့နားကိုတဲ့ နားကြိုက်လို့ပေါ့နော်ငနားကိုတဲ့ကန်းစော်စီထည့်ပေးနေပါတယ်တဲ့အဲ့ဒါကတော့နားတို့နားတို့မျက်စီတို့ကလူကမအဖိုးတန်ဆုံးပစ္စည်းတွေလေဟုတ်ကဲ့ဆရာကြီးအဲ့လိုထည့်မာတဲ့အနီးနားမှာရှိတဲ့နားဆရာဝန်ဖြစ်ဖြစ်ဟုတ်ကဲ့ပါဆရာနားကျွမ်းကျင်တဲ့တိုင်ရင်ဆေးဆရာဖြစ်ဖြစ်ပြတဲ့နဲ့ဟုတ်ကဲ့ပါဆရာဖြစ်တဲ့နာကတော့အန်ဒီအကင်းဆုံးကတော့ဆရာတို့ခွန်းလေးနှစ်ဖက်နဲ့လေဟုတ်ကဲ့ဆရာကြီးနားကြတာလေးရှိရမလားဟုတ်ကဲ့ဆရာကြီး အဲ့ဒါလေးကိုဆရာတော့အကြံပေးကြည့်တယ်။အုံးစီတန်တန်ဟုတ်ကဲ့ဆရာ။အုံးစီတန်တန်လေးအဲ့ကန်းစော်စီရအောင်ဆရာ။ကန်းစော်စီရအောင်။ကန်းစော်စီဆရာသိမ့်မကြိုက်ဘူး။ဟုတ်ကဲ့ဆရာ။ကန်းစော်စီကအပူတတ္တိနဲ့ရှိတယ်။ဟုတ်ကဲ့ဆရာ။အုံးစီကတော့အန္တရာယ်ကင်းတယ်။ဟုတ်ကဲ့ဆရာ။နော်အုံးစီလေးအဲ့ထေးလေးဆိုပြီးတော့ဒါအစူလိုက်ကြည့်တော့မထဲပါနဲ့။ဟာ။၆တောင်း။အာဟာ။ပြန်ပြီးတော့ညှက်လိုက်ပါ။ညှက်လိုက်ပါဟာ။ညှက်ပြီးတော့မှနားတွေကိုထဲထဲကကျတော့နားကိုဒီလိုဘယ်ညာဒီလိုပုတ်ပုတ်ပါနဲ့မလှိမ့်ပါနဲ့။ မလှိမ့်ပါနဲ့ဟာတစ်ဖက်တက်လေးပဲဩဟာဟာတစ်ဖက်တက်လေးဖြီးပြီးချင်းတစ်ဖက်တက်လေးဖြီးပြီးချင်းအဲ့လေအကြာကြီးမလုပ်ပါနဲ့เนาะအထဲကိုကိုခန္ဓာရှိလောက်နေရာလောက်အထိပဲအထဲမှာစူနေဖြစ်သွားတယ်နာနေဖြစ်သွားတယ်ဟိုနမိဘာနာသိရောက်သွားပြီဆိုတော့အနေရှိတယ်အဲ့ဒါလေးပဲတစ်ဖက်ကိုတတ်တယ်နော်ဖြီးဖြီးနဲ့ပို့ထား၄ချိန်၅ချိန်လောက်ပို့လိုက်ရယ်တော်ပြီဖယ်ထားလိုက်တော့ ဟုတ်ကဲ့ဆရာအဲ့ခံစားရတဲ့ဝေဒနာတက်တာတော့မှာပါဟုတ်ကဲ့ပါဆရာနော်ဆရာကြီးအပြင်ကနေဝိုက်ပြီးတော့ကရမက်လိမ့်တာဟုတ်အဲ့ဒါမမှားပါဘူးလိမ့်မှာဟုတ်ကဲ့ပါဆရာနေ့တနခါညကရမက်ဟုတ်ကဲ့ပါရှေ့နသီးလေးကနေပြီးတော့နောက်တော့ဟိုပါသောပုံဝိုက်လိမ့်တာတော့လေးတော့တစ်ဖက်တည်းမလိမ့်ပါနဲ့ဟောနှစ်ဖက်စုံနှစ်ဖက်စုံလိမ့်ပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးဒါလူတိုင်းဆောင်ရွက်တင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးစာဝအနာကင်းဘုရားရှင်းကြပါစီဗျာ